ကဲမင်္ဂလာပါဝေလ်ကမ်နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညကတော့ breaking news ပေါ့နော်တကယ့်ကို surprise ဖြစ်ရတဲ့ပွဲစဉ်ပွဲကိုကြေညာလိုက်ပြီဖြစ်ပါတယ်အဲ့ဒါတော့ဒီ rock town ရဲ့ရောက်ပါဖြစ်တဲ့ဆန်အာတစ်နဲ့ကျွန်တော်တို့ကရင် fighter ဆိုတာ black ရဲ့ပွဲစဉ်ပါဒီတော့ဒီပွဲစဉ်က kickboxing ပွဲစဉ်ဖြစ်ပါတယ်ထူးခြားတဲ့နောက်တစ်ချက်ရှိပါလိမ့်အဲ့ဒါက cash weight တန်းပါ ေါင်140တန်းမှာထုတ်တက်ကြမှာဖြစ်ပါတယ်။ One Championship မှာတင်ထားတဲ့ပုံမှာကျတော့140ပေါင် Kit Boxing ဆိုပြီးတော့ရေးပေးထားတာတွေ့ရတယ်။ကျွန်တော်တို့ပုံမှန်အတိုင်းပြောမယ်ဆိုရင် Cash Weight တန်းဆိုပြီးတော့ရေးတာဖို့တိုးပါလိမ့်ဗျ။ဖော်ဖော်လေးလေးပေါ့ဗျာ cash weight ဆိုရင် cash weight ပေါ့တကယ်လို့145အထိတတ်မှတ်ပေးထားမယ်ဆိုရင်တော့အဲ့ဒါ bantam weight တန်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်အခုကပေါင်140တန်းဖြစ်နေပါတယ်အဲ့တော့အဲ့ဒါကို cash weight တန်းလို့ကျွန်တော်တို့ တက်မှတ်လို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီပွဲချင်းကဘဒုဖက်ပို့ပြီးတော့အလေးပေးပြီးတော့စီစဉ်လဲဆိုတော့ကျွန်တော်တို့ခံမှန်းလို့ကြတယ်။ဆန်အာတစ်ကိုပို့ပြီးတော့ဝမ်ချမ်ပီယံရှစ်မှာအော်မျူဇီရှင်လို့တက်မှတ်ပေးတဲ့ပွဲစဉ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်။တက်မှတ်ပွဲချင်းကတော့ဘာမှမဖြစ်သွားနိုင်တယ်။တကယ်ကြည့်လို့ကောင်းမှန်းပွဲချင်းပါပဲ။အခုဒီပွဲကိုပြန်ကြည့်မယ်ဆိုရင်155134ပွဲစဉ်ပေါ့နော်ဒီပွဲကလာမယ့်ဂျွန်လ29ရက်နေ့ညမှာ ကျင်းပမယ်ပွဲစဉ်မှာအဲ့တော့လက်ရှိသူတို့ကျင်ညာထားတဲ့ဒီတွဲဆိုင်ညာတော့1 2 3 4တွဲဆိုင်၄ဆိုင်တော့ကျင်ညာထားပြောပါတော့အမှအာနာမည်ကြီးတွဲဆိုင်ဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးပေါ့မြန်မာပရိသတ်တွေအကြိုက်ဆုံးတော့ section ရဲ့ပွဲ section နဲ့မုံထိုင်းရဲ့ပွဲကိုကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါတယ်အဲ့တော့အခုနောက်တစ်ပွဲထပ်ထည့်လိုက်ပြီဆိုရင်တော့ပွဲစဉ်နှစ်ပွဲပေါ့နော် အဓိကတော့ဒီကျွန်တော်တို့ Yeon Fighter ဆိုတဲ့ Black ကိုအားပေးရမှာဖြစ်ပါတယ်။နောက် San Antic ကိုပြင်ကြည့်မယ်ဆိုရင် San Antic နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာလဲ Kickboxing ပွဲပါပဲ။အဲတော့ Round 3ကစားအပြည့်ကစားခဲ့တယ်။အဲဒါတော့သူ့ရဲ့ပြင်ပက Super Ye Chan ပေါ့နော်။ Super Ye Chan ကိုတော့သူအမှတ်နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့တကယ်လိုအပ်တဲ့ဟာကအမှောက်သိပြီးတော့ bonus ရတဲ့ပုံစံပေါ့နော်ဒီပုံစံကိုတို့တို့ပုံဖော်ခြင်းနဲ့ ဲ့တော့ Sue on Black ကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အားလုံးလည်းသိတဲ့အတိုင်း Sue on Black ကချက်ကောင်းပုံစံမျိုးပေါ့နော်ချက်ကောင်းပုံစံမျိုးအထူးခံရရင်မှောက်တော့တတ်တယ်ဗျာအဲ့ဒါချက်ကိုတော့စိုးရင်ရတယ်ဒါပေမဲ့ record ပိုင်းမှာတော့တကယ်ကိုအားသာချက်ရှိနေပါတယ် record ပိုင်းမှာဆိုရင်သူရှုံးပွဲရတော့ဒီ၃ပွဲထိရှုံးထားတယ်ဒါပေမဲ့အကုန်လုံးတော့မွေထိုင်ပွဲစဉ်ပေါ့နော်အာခစ်ပေါ်စဉ်ပွဲစဉ်အခုမှအစားထိုးမယ် အချိန်တွေမှာအဲ့တော့နိုင်ပွဲကတော့တင်း2 3 4 6ပွဲကြီးရှိပါတယ်အဲ့တော့ record ပိုင်းကတော့တကယ်ကိုကောင်းလေလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်မဲ့ခုနပြောခဲ့တဲ့အတိုင်းပဲဆိုတော့ black ရဲ့ဒီခံနိုင်ရေးပေါ့နော်အမောက်တိတ်ခံရတဲ့အချိန်တွေကျွန်တော်တို့တွေ့ခဲ့ရပြီဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်က weight ချရပါပါဆိုတော့ black က145ပေါင်ဖြစ်တဲ့ bantamweight တန်းမှာဆိုရင်တကယ်ကိုအဆင်ပြေတယ် အခုက9ပေါင်ထိပြန်ပြီးတော့ချရမယ့်အခြေအနေမှာဖြစ်နေပါတယ်။အဲ့တော့145ပေါင်ရှိနေတဲ့လူတစ်ယောက်ကဒီဝိတ်မချခင်ပေါ့နော်ဝိတ်မချခင်ဆိုရင်150အဲ့ဝန်းကျင်တော့လုံးဝရှိပြီးသားသေချာတယ်။တက်မလား။အဲ့တော့အခုထိုးမဲ့ပွဲက cash rate နဲ့140ကိုပြန်ချရမှာဆိုတော့ Super Black ကအနည်းဆုံးတော့စေးပေါင်းမဟုတ်ရင်တော့6ပေါင်9ပေါင်လောက်ထိတော့ဝိတ်ချပြီးတော့ကစားရမှာဖြစ်ပါတယ်။ဒီအချက်ကလည်း ကျွန်တော်တို့အတွက်စိုးရင်ရတဲ့အခြေအနေပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ပြောတာပါဒီပွဲစဉ်ကအဆိုင်အတစ်ပတ်ခေပေါ်စဉ်ပွဲလည်းဖြစ်တယ်ပြီးတော့ဒီ140 cash rate တန်းမှာလည်းဖြစ်တယ်ဆိုတော့တို့ကတော့အဆိုင်အတစ်ပတ်ပဲအာဦးစားပေးပြီးတော့စီစဉ်ပေးတဲ့ပွဲစဉ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်အဲ့ဒါတော့ဒီနေ့ကြေညာထားတဲ့ပွဲစဉ်ပေါ့နော်ကျွန်တော်တို့အားပေးရမှာတော့ဆိုတာပလက်ပါပဲ နော်ကရင်ဖိုင်တာကြီးသူကကျွန်တော်မြန်မာပြည်မှာရေပေးရောက်တဲ့အချိန်မှာလည်းအများကြီးအဲစ조사ပြီးတော့လူတန်းတာရှိတယ်ပြီးတော့ကရင်ညီကိုတွေလည်းဆွဲခေါ်နေတာဟာရှိတယ်တကယ်တမ်းပြောရရင်တော့ကျွန်တော်တို့စိတ်ထဲမှာတော့မြန်မာနိုင်ငံသားပါပဲနော်ကျွန်တော်တို့တိုင်းရင်းသားညီကိုတယောက်ဖြစ်ပါတယ်အဲတော့မြန်မာပြည်တက်တီကတော့ဆိုအောင်ဘလက်ကိုပဲအားပေးရမှာဖြစ်ပါတယ်โอเคအဲ့တော့လာမယ့်29ရက်နေ့ ကျွန်တော်တို့ကြည့်ရှုရမယ်ပွဲစဉ်ကောင်တပွဲပါဟုတ်ပြီပြီးတော့နောက်တစ်ချက်ကဒီပွဲအပေါ်မှာပဲပေါ့နော်ကျွန်တော်တို့ဒီဂျိုးဖြူကပါရေးထားလဲဆိုရင်တွေ့ရ Facebook page ပေါ့ပေါ့နော် Sue Black ဒီကောင်မင်းမနိုင်ရင်လဝိတ်မထိုးနေတော့ဆိုပြီးတော့ရေးသားထားတာဖြစ်ပါတယ်အဲ့တော့အတူရဲ့ comment အောက်မှာလည်းဒီ complaint တက်တဲ့လူတွေအများကြီးပေါ့နော်ဟာဒီကောင်ကပြောမဆိုရင်ဗျာအာစိုးစိုးဝါးတယ်ပေါ့နော်ပညာမရှိဘူးကိုယ့်ရဲ့ ဖိုက်တာကိုအဲ့လိုမျိုးပြောတင်လာပါဘောနော်အဲ့လိုမျိုးတွေအများကြီး comment ထားတာတွေ့ရပါတယ်အဲ့တော့ဂျိုကိုဖြူကလည်းအဲ့လိုမျိုးစိတ်ထားနဲ့ရေးတာမဟုတ်ပါဘူးကျွန်တော်လည်းထင်တော့ထင်ထားပြီးတော့ဘောနော်ကျွန်တော်တို့ကရင်လူမျိုးတွေအတွက်သူကလည်းဆိုအပ်လက်ကိုပဲအားပေးတာတိတ်ချပါတယ်အဲ့တော့သူပြန်ပြီးတော့ဖြေရှင်းတာပါလဲကျွန်တော်တို့ကရင်လူမျိုးပဲအားမပေးဘဲနေမလားတဲ့ပြောဆူအဘလက်အလေးထိုးနဲ့ရှုံးတာများနေတော့ဒေါ်လာထွက်မိတာပါပဲ တယ်လားဆိုတော့ black ကိုအဲ့လိုမျိုးအလဲထိုးရှုံးနေတဲ့အချိန်မှာပြောမှဆိုရင်အဲဆန်အားတင့်နေပွဲထိုးခိုင်းတယ်ပြီးတော့ဒီခင်ပုံစံပွဲလည်းဖြစ်နေတယ်ဆိုတော့ပို့ပြီးတော့အရေးတာတော့ဘက်ကဒီဆန်အားတင့်ဖြစ်နေတာပေါ့ဗျာအဲ့ဒါကိုသူကဒေါ်လာထွက်မိတာပါနော်အဲ့ဒါကြောင့်သူကရေးတင်တာပါတခြားညီကိုတွေကတော့မသိတဲ့လူတွေရှိမှာပေါ့ဗျာဟုတ်လားအဲ့တော့မသိတဲ့ညီကိုတွေလည်းအမှဘုံတိုင်းကျင်းနေကြတာတွေ့ရပါတယ်နော်ကောမန့်မှာ အဲ့တော့ကျွန်တော်လည်းဒီမှာအာ YouTube မှာပြန်ပြီးတော့အဖြေရှင်းပေးထားတာဖြစ်ပါတယ်။ Okay နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Rainier Director ပါ။အဲ့တော့ Rainier Director ကဒီနေ့အင်တာဗျူးမှာပါဖြေသွားလဲဆိုရင် Robert Whittaker ရဲ့အကြောင်းပေါ့နော်။ Robert Whittaker ကတကယ်ကိုမြန်ဆန်တဲ့တွက်လက်တဲ့ကစားသမားပါ။ပြီးတော့သူက striker ဆက်စစ်ပေါ့နော်။ striker ဆက်စစ်ပါ။အဲ့တော့ director ကိုအလေးထိုးမှလားပေါ့နော်ဒီလိုမျိုး question မေးတဲ့အချိန်မှာ director ကတော့ဖြစ်နိုင်တယ်ပေါ့နော်အလေးထိုးကိုဖြစ်နိုင်တော့ကျွန်တော်လည်း striker တယောက်ဖြစ်နေပါပြီအဲ့လိုမျိုးဖြစ်ပါလားဟုတ်လားနှစ်ပန်းလုံးပြီးတော့ပြောပြောပါလေတဲ့ fuck you just ဆိုပြီးတော့ပြောသွားပါလေအဲ့တော့သူကတော့ယုံကြည်မှုအပြည့်ဖြစ်နေတဲ့ပုံစံပေါ့နော်ဘယ် fighter မဆို UFC fighter တွေ middleweight down fighter တွေကတော့ stand fight နဲ့ရှင်ထိုးနိုင်ပြီဆိုတော့ယုံကြည်မှုအပြည့်ရှိနေတဲ့အခြေအနေမှာရှိနေပါတယ် အဲ့ဒါကြောင့်လည်းသူတလိုမျိုးဖြေဆိုတော့ဖြစ်ပါတယ်ပြီးတော့ကိုအောင်လာလည်းလိုက်လုထားပါတယ်တမင်တကာပဲသွားပေးထားတာလားပေါ့နော်ကျွန်တော်တော့သိမယုံခြင်းဘူးဗျတမကိုအောင်လာကိုတက်လုံးနှစ်ပတ်လုံးပြီးမှပဲအနိုင်ရတဲ့တယောက်အတော့အခုလုံးလေးတိုက်နေတာပေါ့နော် stand fight တယောက်ဖြစ်နေ stand fight fighter ဒီ striker တယောက်ဖြစ်နေပြီဆိုပြီးတော့သူကပြောဆိုထားတဲ့ပုံမှာကိုအောင်လာလည်းလိုက်သွားပေးထားတယ်အဲ့တော့ ဒီရိုက်တာရဲ့အကြောင်းကိုပြောမယ်ဆိုရင်လက်ရှိသူကဝမ်ချမ်ပီယံရှစ်မကောင်းကြောင်းတွေပြောပြီးတော့ကြောက်ခွာတော့ဗျာတမန်ပြီးတော့ဝမ်မှာလည်းနှစ်ထပ်ကွမ်းချမ်ပီယံဖြစ်ခဲ့တာတော့ဟုတ်ပါတယ်ဒီအချက်လည်းပါတော့ပါတာဗောနော်ပြီးတော့သူ့ရဲ့ဆွမ်းဆောင်ရင်းဘိုင်းရလည်းအာဆောင်းပွဲစစ်ဖို့တော့လိုပါသေးတယ်ဘာလို့ဆိုရင် UFC ရဲ့ standard နဲ့ကအရင်ကြီးတော့မဟုတ်သေးဘူးလို့ကျွန်တော်တို့ယူဆပါတယ်နော်အဲ့တော့ဒီရိုက်တာရဲ့အကန့်ကောင်းတဲ့အချက်တစ်ချက်ကလီရှာရာ ဘူလက်တို့လိုမျိုးဖိုင်တာနဲ့လည်းသူမတွေ့ရအောင်ဗျာတခါလေးကိုကြုံခွာပြီးတော့ဒီအနည်းဆက်ဆုံးပြောမယ်ဆိုရင်ဒီကိုအောင်လာတို့ရဲ့ Kickling FC မှာကစားနေတဲ့ Brandon Allen သူတို့နဲ့လည်းမတွေ့ရအောင်တမတခါလေးကြုံခွာပြီးတော့ဒီ1 to 5 ranking နေရာမှာရှိနေတဲ့လက်ရှိ5နေရာမှာရှိနေတဲ့ဒီ weight ticket ပေါ့နော် Robert weight ticket နဲ့တရားရှင်ပြန်ခွင့်ရတယ်ဒီဟာပြီးရင်လည်း Israel Adesanya တို့ပို့ပြီးတော့1 to 5နေရာမှာ မြင့်တဲ့ဒီဒီရောဘတ်ဝိတ်တကတဲ့မြင့်တဲ့ဖိုင်လိုက်နဲ့ပေးတွေ့နိုင်ချက်ရှိပါတယ်။အဲ့တော့ဒီရင်တာအတွက်ကတော့အခွင့်အရေးကတော်တော်လေးကိုများတယ်လို့ကျွန်တော်ပြောလို့ရပါတယ်နော်။အဲ့တော့တိတ်မကြခင်သူချန်ပီယံစိန်ကုန်ခွင့်လေးရရှိသွားနိုင်ပါတယ်။အာကျွန်တော်ထင်တာတော့ Robert Whitaker ကိုသူပြောတဲ့ Dan Stanfield မှာတော့ကျွန်တော်ရှင်ထိုးဖို့တော့တိတ်မမြင်ဘူးဗျ။အရင်အတိုင်းပဲဒီခြေဆွဲမှာပေါ့နော်ဒီပုံစံပဲလာမလို့ကျွန်တော်ထင်တယ် ီးတော့နောက်တစ်ချင်းထပ်တွေ့နိုင်တဲ့ဒီ Israel Adesanya ကိုလည်းအတိုင်းပဲကစားသွားနိုင်ပါတယ်နော်အော် champion ဖြစ်မှာဖြစ်ကြတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။သူရကုတုကံလို့ပဲပြောရမှာဖြစ်ပေါ့နော်။ကံကောင်းတယ်လို့ပဲကျွန်တော်တို့ဆိုချင်ပါတယ်။လက်ရှိအချိန်ကြီးပြောတာပေါ့နော်။လက်ရှိအချိန်ကြီးပြောတာပါ။အဲ့တော့နောက်ထပ်ဒီ champion လူတဲ့အဆင့်ကြီးရောက်လာတဲ့ champion ကိုလည်းအနိုင်ယူသွားတယ်ဆိုရင်တော့အဲ့ဒါ UFC နဲ့တကယ်ကို Titan နဲ့ Fighter တို့ကျွန်တော်တို့ယူဆလို့ရတာပေါ့နော်။အဲ့တော့အခုချိန်မှာတော့ ်မချုပ်ညီကိုတွေရောလက်ခံပါပဲတက်မှာပရိတ်တက်တချို့လည်းလက်ခံမှာသိချပါတယ်ဒါပေမဲ့ကျွန်တော်ကတော့อืมတကူတော့လိုအပ်နေသေးတယ်လို့ကျွန်တော်တော့ထင်လို့အခုဒီစကားပြောတာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့အဓိကတော့အခုလာမယ်ကျွန်တော်29ရက်နေ့မှာဆိုအပလန်နဲ့ဆန်အတရပွဲကိုကျွန်တော်တို့အားပေးရမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့တောက်ချင်ရပါတော့ဒီတစ်ပတ်တောက်ချင်ရမှာတော့ကျွန်တော်တို့ဒီ ဆောင်ရက်ရဲ့ပွဲရှိမယ်ပြီးတော့နောက်တစ်ပတ်ကမိုးထက်အောင်ရဲ့ပွဲရှိမယ်မိုးထက်အောင်ပွဲလည်းတကယ်ကိုအရေးကြီးတဲ့ပွဲအဲဆက်ဆန်ရဲ့ညီနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲလည်းတကယ်ကိုအရေးကြီးတဲ့ပွဲစဖြစ်ပါတယ်โอเคအဲ့တော့ပါပဲတင်ရတော့နောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကျေးဇူးတင်ပါတယ်